အလုံးမင်္ဂလာပါဒီနေ့ကပေါ့နော်စန်တီရာကတထက်အိမ်ကိုပေါ့နော်ကျွန်တော်ပြချင်းတယ်တထက်အိမ်ရဲ့အသာချက်လေးတွေပေါ့နော်ကျွန်တော်ပြချင်းတယ်အခုနောက်ပိုင်းပေါ့နော်ဒီအာ Texas ကျွန်တော်အခုပြနေရတဲ့ Houston မြို့ပေါ့နော် Texas ပြနေ Houston မြို့ကပြတာဖြစ်တဲ့အတွက်ကြောင့်ဒီ Texas မှာဆိုလို့ရှိရင်ပေါ့နော်တထက်အိမ်တွေကနှစ်ထက်အိမ်တွေထက်ပေါ့နော်ပိုပြီးတော့ popular ဖြစ်တယ်အဲ့တော့ဘာကြောင်းလဲဆိုတော့အများကြီးရှိတယ်ပေါ့နော်သူ့မှာအကြောင်းရင်းအများကြီးရှိတယ် အာတထက်အိမ်ဆိုလို့ရှိရင်အသက်ကြီးတဲ့လူတွေပေါ့နော်အပေါ်တက်ဆရာမလူတော့ကျွန်တော်အလုပ်လုပ်တဲ့လူတွေဆိုလို့ရှိရင်လည်းဒါအပေါ်တက်လိုက်ဆင်းလိုက်လှုပ်ဆရာမလူတော့ပေါ့နော်အဲ့ဒါဒီအာပြီးတော့ဒီမှာဒီအိမ်ဆိုလို့ရှိရင်ဒါစီလင်ကအာ14ပေတော့ရှိတယ်ပေါ့နော်ဒါတထက်ပဲဒါပေမဲ့အရန်ကောင်းတယ်အပေါ်တက်ဆရာမလူဘူးဒါအသက်ကြီးတဲ့လူတွေအတွက်ရောကောင်းတယ်ကလေးရှိတဲ့ ူတွေအတွက်ရောကလေးတွေကတော့နှစ်ထပ်ကိုကြိုက်တယ်ပေါ့နော်ကလေးတွေကလေကားတက်တာတွေပါတယ်ကြိုက်တယ်ဒါပေမဲ့အန်ဒီရှိတယ်ပေါ့နော်ကလေးတွေလေကားရှိတယ်ပါတယ်ရှိလို့ရှိရင်ပြုတ်ကျနိုင်တယ်ဘာညာရှိတယ်ပေါ့နော်ပြီးရင်အသက်ကြီးတဲ့သူတွေပေါ့နော်အသက်ကြီးသူတွေဆိုလို့ရှိရင်ဒါအပေါ်တာယာဆင်းရတာမလို့တခါလေသူတို့လေကြားတယ်ပြုတ်ကျတယ်ဖြစ်နိုင်တယ်ပေါ့နော်ပြီးရင်အာဒီခြေတော့မတန်တဲ့လူတွေတခါလေပေါ့နော်အဲ့လိုမျိုးလူတွေရှိတတ်တဲ့သူတို့တွေအတွက်အဆင်မပြေဘူးပေါ့နော်အဲ့တော့ အလားမျိုးလေးတွေကိုဝင်ဆောင်တဲ့မိန်ကလေးတွေတွေ့ပေါ့နော်ပေါ်တက်လိုက်ဆင်းလိုက်တာအန်ဒီညားတယ်အခါကျတော့သူပြန် retire လုပ်ပြီဆိုရှင်ဒီလိုမျိုးဒါဆိုရင်တထက်ပဲဆိုပေမဲ့လို့ तू ကအရင်အသက်ရှူချောင်းမယ်ဒီကောင်းတော့ဈေးက3600လောက်ရှိတယ်ပေါ့နော်ဒီအာဒီမှာအာအဲ့ဒီတော့ဒီမှာဆိုရှင်အခုဒီမှာကျွန်တော် master bedroom ကိုတစ်ချက်လောက်ပြမယ်အရင်မှိုက်တယ်အာအဲ့တော့အခုနောက်ပိုင်းလူတွေကနှစ်ထပ်လေးကောင်းတယ်ဒါတယောက်တယောက်အကြိုက်တော့မတူဘူးပေါ့နော်ဒါ အာနှစ်ထက်ကောင်းတဲ့ဟာတွေသူ့မှာလည်းအသာချက်တယ်အများရှိပေါ့နော်နှစ်ထက်ကလေးတွေကျွန်တော်သမီးတွေဆိုလို့ရှိရင်နှစ်ထက်ကိုကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေကတက်တာတွေပါအရင်ကြိုက်ကျွန်တော်တို့ကတထမ်းမှာပဲနေဒါမဲ့ဒါဒါတက်ကန်တာဘာကြောင့်အာဒီတထက်ကိုနောက်ပိုင်းလူတွေကပို့ပြီးတော့အိမ်ဝယ်ဖူးတဲ့လူတွေပေါ့အထူးဖြင့် Texas မှာနေတဲ့လူတွေကဘာကြောင့်ပို့ကြိုက်ကြသလဲဆိုလို့ရှိရင်အခုတချို့ဟာတွေကအိမ်နှစ်ထက်ကိုဝယ်တယ်ဝယ်တဲ့အခါကျတော့တထောက်မကြိုက်တော့တထက်ကိုပြန်ပြောင်းချင်တယ်အသက်ကြီးလို့လားဆိုတော့အသက်ကြီးလို့လည်းမဟုတ်ဘူး သူတို့ကပေါ့နော်အသက်ကြီးလို့ဒီဖက်ကြီးအောင် closet တွေရတယ်အရင်လိုက်တယ်အာနှစ်ထပ်ဆိုရက်ခါကျတော့လေတချို့ဟာတွေကအောက်ထပ်မှာနှစ်ထပ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ idea ဒါကတော့ကျွန်တော်ကျွန်တော်အကြိုက်ကိုပြောတာပေါ့နော်တယောက်တယောက်ဒါနှစ်ထပ်လုံးဝမကောင်းတစ်ထပ်မကောင်းဘူးအဲ့လိုမျိုးမဟုတ်ဘူးပြောချင်တာအာနှစ်ထပ်ဝယ်ပြီဆိုလို့ရှိရင်အောက်ထပ်မှာကျွန်တော်အနည်းဆုံးအိတ်ခန့်တခန့်တော့လိုရပါတော့အိတ်ခန့်တခန့်မဟုတ်နှခန့်ရှိတဲ့ဟာပဲအဆင်ပြေအဲ့ဒါဆိုနှခန့်ကပူကြိုက်တယ်တခန့်ကကျွန်တော်နေမယ်နောက်တခန့်က အာအသက်ကြီးတဲ့လူတွေမိဘတွေနေနေပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ် gas အာဧည့်သည်အတွက်ပေါ့နော်အဲ့လိုမျိုးကြိုက်တယ်အာအဲ့တော့အခုနောက်ပိုင်းလူတွေနှစ်ထပ်အိမ်နှစ်ထပ်ဝယ်တဲ့သူတွေကဘာပြဿနာရှိလဲဒါတော့အာကြိုက်တာမကြိုက်တာမဟုတ်ပဲနဲ့ပေါ့နော်ဘာပြဿနာရှိသလဲဆိုလို့ရှိရင်အောက်ထပ်မှာအိတ်ခမ်းမရှိတဲ့နှစ်ထပ်အိမ်တွေပေါ့နော်အိတ်ခမ်းလေးခမ်းဖြစ်သုံးခမ်းဖြစ်နှစ်ထပ်အောက်ထပ်မှာအိတ်ခမ်းမရှိဘူးအာတမင်ချက်ခမ်းနဲ့ အီချုကအင်တာတဝဲပဲရှင်ရှိလိုက်မယ်အဲ့လိုမျိုးအိမ်တွေဝဲတဲ့ခါဘလို့ဖြစ်လာလဲဆိုတော့ပြဿနာအအပူဖွင့်လိုက်တယ်သာပေါင်းအပူဖွင့်တဲ့အချိန်မှာအောက်မှာကအာအောက်မှာမပူနိုင်တော့ဟိုဟာအေးနေတော့မယ်ဒါမဲ့အပေါ်မှာလေမခံနိုင်တော့အရင်ပူလွန်းလို့အာမနေနိုင်တော့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အေးတဲ့အချိန်မှာလည်းအလိုပဲအောက်မှာအပူအေးအေးကိုဖွင့်လိုက်တယ် အပေါ်မှာအေးနေပြီအောက်မှာမအေးသေးဆိုတော့အောက်မှာအေးအောင်ဖွင့်လိုက်လို့ရှိရင်အပေါ်မှာအေးလုံးလုံးချမ်းချမ်းတုံခက်ခိုက်တုံဖြစ်နေအလိုမျိုးတွေပေါ့နော်ပြဿနာတွေအဲ့ဒီအပူအေးမညီမျှတာပေါ့နော်ဒါကတော့ HVAC D AC system နေဟိုဟာ balance ဟိုဟာပေါ့နော် balance လုပ်လို့ရတယ်လေအဝင်ထွက်ပေါ့နော်ဒါပေမဲ့အဲ့ဒါလုံးရင်တောင်မှလုံးပြီးရင်တောင်မှကျွန်တော်ရဲ့ client တွေရှိဘူးတယ်ပေါ့နော်အဲ့ဒါဒီ HVAC system ကို balance လုပ်ရင်တော့ air flow ပေါ့နော် balance လုပ်ပြီးရင်တော့ မရဘူးအဲ့လိုမျိုးရှိတဲ့နှစ်ထပ်အိမ်တွေဒါပေမဲ့နှစ်ထပ်အိမ်အောက်ထပ်မှာအိတ်ခန့်ရှိတဲ့ဟာတွေဆိုလို့ရှိရင်အဲ့လိုမျိုးပြဿနာတော့မရှိဘူးပေါ့နော်အောက်ထပ်မှာအိတ်ခန့်မရှိတဲ့နှစ်ထပ်အိမ်ရဲ့အဲ့ဒီပြဿနာခဏခဏကြုံတတ်တယ်အဲ့တော့ဘာကြောင့်နှစ်ထပ်တစ်ထပ်နှစ်ထပ်ကနေတစ်ထပ်အိမ်ကိုလူတွေပြန်ကြောင်းချင်ကြလဲဆိုတာပေါ့နော်အဲ့ဒါလေးတစ်ခုအာတစ်ချက်လောက်အပြင်ဒီအိမ်က၄ခန့်ရှိတယ်လေခန်းနဲ့ချုပ်ခန်းတောင်းခန်းအပြည့်အပြည့်ပေါ့နော်လေခန်းအပြည့်ပြီးလို့ရှင်ဒီကောင်ကဒီမှာ အာဒါ study room ဒါ study room ညံစားတယ်ဒီမှာကြည့်ဒီမှာအာဒါ solution study room ပေါ့နော် termite အာဒီဟာကိုအခန်းလောက်ချင်တယ် solution လေးလောက်လို့ရတယ်ဒီ indentation termite တယ်အာဒီအင်းဒီ solution ဒါ custom လောက်လို့ရပေါ့နော်ကိုကရွေလို့ရ custom လောက်တယ်ဆိုတာအကောင်လုံး design တွေအကောင်လုံးလွှဲတာမဟုတ် design တွေရှိပြီးသား layout တွေရှိပြီးသားဒါမဲ့ဒီ flooring တွေကိုကြိုက်တဲ့ပုံစံရွေးမယ်ဒီ ဒီဟာတွေကိုကြိုက်တဲ့အရာကိုရွေးမယ်ဒီနိုင်ငံ texture နိုင်ငံရဲ့နိုင်ငံကိုပေါ့နော်ဘလို့အချောမျိုးလုတ်ချင်လဲအရာကဘလို့မျိုးလဲစသဖြင့်ပေါ့နော်ဒါကိုရွေးလို့ရတယ်ပြီးရင်ဒီအာ counter top တွေဘလို့မျိုးရွေးမလဲ granite လာအာအာဟိုပါပေါ့နော်အာဒီအာ quartz ရွေးမလားစသဖြင့်ဒီပြီးလို့ရှိရင်ဒီဒီ cabinet တွေဘလို့မျိုးအရာကိုကြိုက်တယ်လဲဒါကဘာအရာလဲ စသည်ပေါ့နော်ဒီကောင်းတွေဆိုလို့ရှိရင်ဒီ course ဒီကောင်းက course ပေါ့နော်ဒါအဲဒီအကြီးဆုံးလို့ပြောရမယ်ဒီ granularly သူကလည်းသူဈေးကြီးတယ်ဒီ costly သူနင်းလာငါလာပဲအာအဲ့တော့ဒီဟာတွေဆိုလို့ရှိရင်အကောင်လုံးဒီတန်းလုံးဆိုလို့ရှိရင်ဒါဒီကောင် upgrade အကောင်စားပေါ့နော်သူ့မှာ grade တွေက grade level တွေကအများကြီးရှိတယ်ဗျာ1 to 10လောက်ရှိတယ်အဲ့တော့ကိုငယ်များမြင်းလေပတ်စံပို့ပေးရတာတတ်တတ်ကိုတော့မတတောင်းကြောင်းတယ်ရှိလိမ့်မယ်ဒီဟာတွေကပေါ့နော် ပြင်ကိုတစ်ချက်တော့ကျွန်တော်ပြချင်တဲ့ veranda လေးပါအဓိကတော့ကျွန်တော်တစ်ထပ်နှစ်ထပ်အာသာချက်လေးတွေပေါ့နော်အာအဲ့ဒါလေးပြချင်လို့ဒီအိမ်ကိုပြရတာဖြစ်တယ်အဲ့တော့အခန်းတွေအကောင်လုံးကိုကျွန်တော်မပြတော့အကောင်လုံးဖားတယ်ပြောလို့ရှိရင်အိုးခုဖက်နေလေးဝင်လာခါနေဟုတ်ဖက်တကားတကားဖွင့်ထားလို့โอเคဒီမှာကျင်လှလိုက်တာဒါလေးတွေမိဖို့ပေါ့เนาะဒါနဲ့တခါမလဲတောက်မှာလဲမဟုတ်ပါလဲဆိုတော့ဒီမှာ Texas မှာကြတော့အာ မေးဘူးမဘူးအေးမမေးတာအဲ့တနေ့ကိုအလွန်15ရက်ပေါ့အေးငါရလောက်ပဲအေးဆိုတော့ဒါတရားတောက်မှာမဟုတ်တာထားလိုက်အလှစတယ်ပေါ့နော်ဒါလေးရေလှုပ်ထားပေးတာအာအဲ့တော့ရအိမ်အဟောင်းအစ်စ်တွေပေါ့နော်အဲ့လိုမျိုးလေးတွေကြွားတယ်ဆိုတာကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်အာရပြီးရင်ဒီအဲ့ဒါအများကြီးရှိတယ်အိမ်ဟိုဟာတထက်အိမ်ရဲ့အသာချက်လေးတွေပေါ့အများကြီးရှိတယ်သူမှလည်း အကြိုက်တန်းတောက်အကြိုက်မတူဘူးကျွန်တော်ခဏခဏပြောသလိုပဲအာနောက်တစ်ခုကပါလဲဆိုတော့ဒီရေခမိခပေါ့နော်နှစ်ထပ်အိမ်နေဆိုလို့ရှိရင်ကျွန်တော်ပထမမယ်လန်အိမ်ဆိုလို့ရှိရင်အာသုံးထပ်ရှိတယ်ပေါ့နော်အပေါ်ထပ်အလေထပ်အောက်ထပ်အလေထပ်ဘက်နေနေအပေါ်ထပ်လည်းမနေဘူးအောက်ထပ်နေဒါမဲ့အေးတွေအပူတွေဖွင့်လို့ရှိရင်အကောင်လုံးတပြိုင်တည်းဖွင့်ရတယ်တနည်းအောင်ပိတ်ပြီးတော့အဲ့လိုမျိုးလုံးကပိတ်ချင်းလည်းဒါအင်းအတွက်မကောင်းဘူးပေါ့နော်အကောင်လုံးဖွင့်ရတော့အေးတဲ့အချိန်ဆောက်သေးဆိုရင်အာဟိုက မိခ600ခုနှစ်900လာအဲ့လိုမျိုးကတော့မိခတဲ့ကောင်းတယ်အဲ့တော့တထက်အိမ်ဆိုလို့ရှိရင်တော့မိခလေးတက်တာတယ်ဒါရေးရှိအတူအနှစ်ပေါင်း30 40အတွက်စဉ်းစားရင်ဒါအာရာတွေလေးဒါထက်တွက်ဖို့လိုတယ်ပေါ့နော်အာညာပြီးတော့ကလေးတွေအမျိုးကိုဝင်ဆောင်မျိုးသမီးအရင်ရေးကြည့်တယ်အသက်ကြီးတဲ့လူတွေအသက်ကြီးလူတွေဒါသူတို့တွေကအသက်ကြီးဆိုတာလေအပေါ်လိုက်အပေါ်တက်လိုက်ဆင်းလိုက်ဒါလောင်းဝလောင်းဝမကောင်းတထက်အိမ်ကကျွန်တော် recommend ပေးတယ်ပေါ့နော် ။ Yeah အဲ့တော့အဲ့ဒါလေးကြည့်ပါအောင်တထအင်လေးအာအရန်ကောင်းတယ်ဆိုတော့ကျွန်တော်ပြောချင်းတယ်။အာတချို့လူတွေကတထအင်ကိုတိုက်ပို့ရင်အာတထအင်ဆိုတော့လူတွေကနှစ်ထက်နှစ်ထက်အင်လောက်ဈေးမကြည့်ဘူးအဲ့လိုမျိုးထင်ကြတယ်။တထအင်ဖြစ်တဲ့အတွက်ကြောင့်ဈေးပူချိုးတယ်အဲ့လိုမျိုးထင်ကြမဟုတ်ဘူး။ဒီ Texas မှာတထအင်တွေပူအာပူတော့ပေါ်ပြလာဖြစ်တယ်ပေါ့နော်လူတွေပူတော့ကြိုက်ကြသေးတယ်။အာအဲ့ဒါကြည်ပေါင်းဒီမှာအရင် နေလို့တပေါင်းတပါဖြစ်တယ်အရင်ချောင်းတယ်ပေါ့နော်အခုနောက်ပိုင်းအိမ်လေးဆိုလို့ရှိရင်ဒီကောင်ဆိုရင်တော့ဒီမှာ12ပေးအဲ့ဒီမှာ14ပေးပေါ့နော်အဲ့လိုမျိုးဆိုတော့ရာ7ပေးဆိုလို့ရှိရင်တော်တော်အသက်ရှူချောင်းပြီအဲ့တော့ရာအဲ့ဒါလေးပြောချင်တာစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ကိုဖုန်းခေါ်လို့ရပါတယ်နော်အာကျွန်တော်ဖုန်းနံပါတ်ဒီမှာတင်ပေးထားပါတယ်ကျွန်တော် Texas ပြည်နယ် Houston မြို့ကနေအာအိမ်လေးတင်ပြနေတာဖြစ်ပါတယ်အားလုံးအားလုံးကျေးဇူးတင်ပါတယ်နောက်မှပြန်ဆောင်ကြမယ်နော်ဖြစ်ပါပါ